โอเคမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်အိုဆာဆိုရာနဲ့ကျွန်တော်အတလတီကိုမက်ထရစ်တို့ရဲ့ကျွန်တော်ပွဲလီကိုအာပွဲကြို36လေးပေါ့เนาะကျွန်တော်လုတ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လိုက်ကြအောင်ဒါဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအာအိုဆာဆိုရာနဲ့ကျွန်တော်အတလတီကိုမက်ထရစ်ရဲ့ပွဲလီကိုကျွန်တော်သုံးသပ်ပြပေးမယ်အဲဒီပွဲကကျွန်တော်မြန်မာစံတော်ချိန် အ7နာရီခွဲမှာကံမဲ့ခွဲပါတော့အရင်ဆုံးဒီပွဲအကြောင်းပြောပြင်ဒီပွဲဒီနဲ့တင်းရထူးရခြင်းလေးကိုပြောပြပေးမယ်စာစနာကတဲ့သူတို့နောက်ဆုံးပြသထားခဲ့တဲ့ကျွန်တော်၅ပွဲမှာအဲကျွန်တော်ကိုကိုဒီပြင်ထားနိုင်တာကိုတွေ့ရတယ်အဲ့ဒါကိုကြည့်ရင်အဖြစ်ကျွန်တော်ဦးစာစနာကအာတိုက်စစ်ကဦးစာစနာအသင်းရဲ့တိုက်စစ်ကအာ900ဘောတိုင်းခက်ခဲနေတဲ့အသင်းမဟုတ်ဘူးအဲအနည်းဆုံးတော့တပွဲကိုကျွန်တော်တပိုးနှစ်ပိုးလုံးအမြဲတမ်းတွေ့နိုင်ကြအောင်တွေ့ရတယ်အာပြီးလို့ရှိရင်တစ်ဖက်အသင်းကျွန်တော်အသင်းဒီကိုမက်ထရစ်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံး ငါးဘက်မှာ set 6ရှိအောင်သွင်းထားရပါတော့။음တိုက်စစ်ကတိုက်စစ်အကောင်းနဲ့နှစ်သင်းဒိတဲ့တွေ့ဆုံမှုဖြစ်တယ်ပေါ့နော်။အဲပြီးလို့ရှိရင်အသင်းနဲ့အသင်းလက်ဒီကိုမက်ထရစ်တို့ရဲ့ကျွန်တော်တွေ့ဆုံမှု16ချိန်မှာသင်ကြားထားတာတပွဲမှမရှိသေးဘူးပေါ့နော်။အနိုင်အရှုံးရလက်ကအမြင့်တန်းထွက်ပေါ်နေတာကိုတွေ့ရတယ်ပေါ့။ဒီသင်းနှစ်သင်းတွေ့လို့ရှိရင်သင်ကြားခဲ့ရဆိုတဲ့နေထားမှာရှိရပေါ့နော်။နေရာကအာပြီးလို့ရှိရင်အသင်းလက်ဒီကိုမက်ထရစ်ကကျွန်တော်အာကလင်းရှိ ယူထားနိုင်မှုအများဆုံးအသင်ပေါ့နော်အာကိန်းရှင်ယူထားနိုင်မှုအများဆုံးအသင်ထဲမှာပါလာကြအောင်အာအဓိကတော့ Athletic Madrid ကအာသူတို့အသင်ရဲ့ထုံးစံနိုင်မယ်ကျွန်တော်နောက်တန်းကိုကြည့်လျအောင်ကြားမယ်ကိုသိမယ်ဆိုတဲ့အနေထားပေါ့နော်အာဂျန်နဲ့ဟာကြီးတော့အရင်ကြည့်ပါဦးဆိုလို့ရှိရင်ဒီအောင်ကြည့်မယ်နောက်ဆုံးသူတို့ကစားထားခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမဆာဆူနာကသူတို့ပွဲတိုင်းဒီမှာကိုသိထားတာကိုတွေ့ရတယ်သူတို့ဒီဘက်မှာလည်းတွင်နေတကူ ဒီဘက်မှာနှစ်ကိုတကိုနှစ်ကိုအဓိကထိုးခြားချက်ကဘာလဲဆိုတော့အဲဒါအဲဥစားဆူနာအတင်းကကျိုးအိမ်ခွင်းပွဲတွေမှာဆိုလို့ရှိရင်ရလက်ကောင်းမွန်တတ်တာကိုတွေ့ရတယ်။อืมပြီးလို့ရှိရင်အဲဒါလူကိုမက်ထရစ်ကကျိုးအဝေးခွင်းပွဲတွေမှာကျိုးအဲနည်းနည်းလေးသူတို့အတင်းရဲ့အားနည်းချက်ရှိရပါတော့အဝေးခွင်းပွဲတွေဆိုလို့ရှိရင်ရုံးကန်ရထက်တယ်။အဲပြီးလို့ရှိရင်ကျိုးတေးပဲအဆင်ရည်တည်မှုကိုတို့တစ်ချက်ကြည့်ကြည့်မယ်။အဆင်ရည်တည်မှုမှာဆိုလို့ရှိရင်လည်း အဲကျွန်တော်အဲဒီဒီကိုမက်ထရစ် ကကျွန်တော်အဆင့်3နေရာမှာရှိရဲအဲကျွန်တော်ချန်ပီယံလိဝင်ခွင့်အတွက်ကတော့အရှိန်ဒီတော့ကိုတော့ရှိနေပြီပေါ့နော်အဲရှေ့ဆက်ပြီးကြိုးစားလဲသူတင်ရဖလားမရနိုင်တော့ဘူးဆိုတဲ့အနေထားပြီးလို့ရှိရင်အပြိုင်ပွဲဆုံးကလည်းကျွန်တော်ထွက်ထားရဲဆိုတဲ့အနေထားမှာပေါ့နော်အဲဒီဒီကိုမက်ထရစ်ကတော့ကျွန်တော်ဒီပွဲကိုတော့အာသိခါရပဲဟုတ်ကဲ့ဆရာဖေအောင်ထိတ်ကံမယ်ဆိုတဲ့အနေထားမှာရှိရဲ။အဲဥစားဆူနာအနေထားကကြာတော့လဲကျွန်တော်အစင်ဆက်တက်မှာရှိရဲ။ဥစားဆူနာအနေနဲ့ကကျွန်တော်အတလတီကိုမက်ထရစ်နဲ့ အဲတွေးတယ်ပွဲတိုင်းမှာအာတော်တော်လေးဘယ်ပါမလဲခြေစွမ်းပြထားနိုင်နေဆိုတဲ့အသင်အသင်ဒီကမတ်ထူကိုကောင်းကောင်းဒုက္ခပေးနေဆိုတဲ့အသင်ပေါ့နော်သူတို့ရှင်သူတို့အသင်ရဲ့စကွက်စကွက်တက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအဲသူတို့အသင်ရဲ့အဓိကကစားသမားတွေအကုန်လုံးဒီဘက်ကရုပ်ထံကိစ္စတွေတော့တွေ့ရတယ်အာကျွန်တော်ကစားသမားအင်အားကျွန်တော် အဲ့တော့ဒီတောင်းတင်းနေတာကိုတွေ့ရရပါတော့အသက်တကူမဲ့ဆိုတဲ့အတင်ရဲ့ကျော်စကွတ်တက်ကိုကြည့်မှဆိုလို့ရှိရင်လည်းအဲ့ကျော်ရိုဒီကိုတယောက်ပဲနိုင်တာကိုတွေ့ရရပါတော့ဂျန်နဲ့လူရလူဆုံးပါဝင်နိုင်အောင်မယ်ဘွဲမှာဆိုလို့ရှိရင်မာကြီးအနေနဲ့ကတို့အဥစားစနာဘက်ကပေးဖို့များတယ် level အဲ level 20 30 40လောက်ပေါ့နော်အဲ့လားဒီပေးဖို့ရှိရပါတော့ အဲအဲကြောင့်မလို့ကျွန်တော်ဒီဘက်မှာကျွန်တော်တစ်ဖက်အသင်းနဲ့တစ်ဖက်အသင်းအပြန်အလှန်သင်ကိုတွေကိုအမြင်တွေ့ရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာအတလီကိုမက်ထရစ်နဲ့အဲကျွန်တော်ရုံးကန်ရမယ်လို့ထင်တယ်ပေါ့နော်အဲပြီးလို့ရှိရင်နောက်ဆုံးကစားထားခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအတလီကိုမက်ထရစ်ကကျွန်တော်၃ပွဲလောက်ရှိနေပြီးချိန်မှန်းနေအောင်တွေ့ရတယ်ပေါ့နော်အဓိကတော့อืมဒီဘက်ကကျွန်တော်အကြိုက်ဆုံးကတော့အာအဆက်နဲ့တွေကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကိုကျွန်တော်ကြိုက်တာကအာဘာလို့လဲဆိုတော့ နှစ်သိန်းလုံးကခိုးသိမ်းနိုင်တယ်ဆိုတာမှန်ပေမဲ့ဥစ္စာအဲဥစ္စာဆိုတာလည်းအဲကျတော့ခိုးသိမ်းနိုင်ရရှိရဲအတယ်လီကိုမက်ထရစ်ကလည်းခိုးရဖို့မကတ်ခဲဘူးဆိုတာမှန်ပေမဲ့အတယ်လီကိုမက်ထရစ်ရဲ့အဝေးကွင်းပေါင်ရဟိုခိုးသိမ်းများတဲ့တာကိုတွေ့ရတယ်ပြီးတော့နောက်တက်ကလည်းသိပြီးတော့နောက်တက်ကိုကြည့်လျအောင်ခစားတဲ့အသင်ဖြစ်တဲ့အတွက်ကြောင့်ဥစ္စာဆိုတာနေနဲ့ပထမအရင်ကန်ဒီကျသူနဲ့တွေ့မှုတဲ့ကျတော့အဲကျတော့အဲဘတ်တီတို့ ဗလာရီရဲ့တို့စီဗီလာတို့တော့ကျွန်တော်တို့ခိုးသွင်းရလွယ်ကူနေမှာတော့မဟုတ်ဘူးအဲ့ဒါလေဒီကွန်မန့်တကိုအကြောင်းမလို့ကျွန်တော်ဒီပွဲလေးကိုအာကျွန်တော်ကတော့ကိုးအောင်လေးကြိုက်ပါတယ်